ကုံသွဲခွန်နဲ့တိုးမြင့်တာနဲ့ကုံသွဲရေးစစ်ပွဲတွေဖြစ်ပေါ်တာဟာနိုင်ငံအားလုံးရဲ့တရားဝင်မှုရှိတဲ့အခွင့်အရေးတွေနဲ့အကျိုးစီးပွားတွေကိုထိခိုက်စေကြောင်းတရုတ်သမ္မတရှီကျင်ဖင်က AP 23ရက်မှာပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အဲ့ဒီအပြင်ကုံသွဲရေးစစ်ပွဲကြောင်းနိုင်ငံပေါင်းစုံကုံသွဲမှုစနစ်ကိုထိခိုက်စေပြီးကမ္ဘာစီးပွားရေးအခင်းကျင်းကိုတက်ရောက်မှုရှိစေတယ်လို့လည်းရှီကပြောကြားခဲ့ကြောင်းဆင်ဝါသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ရှီဟာ AP 22ရက်မှ24ရက်အထိတရုတ်နိုင်ငံကိုနိုင်ငံတော်ခီးစင်နဲ့ရောက်ရှိလာတဲ့အဇာဘိုင်ဂျန်သမ္မတအီလ်ဟန်အလီယက်ဖ်နဲ့ဘေကျင်းမြို့တော်မှာအစည်းအဝေးပြုလုပ်ချိန်ကအဲ့ဒီလိုပြောကြား ြခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အတူနိုင်ငံတကာခင်းကျင်းကိုထိန်းသိမ်းဖို့နိုင်ငံတကာတရားမျှတမှုကိုကာကွယ်ဖို့ တေးဟွာအစားပိုင်ချန်နဲ့အတူပူပေါင်းဆောင်ရွက်ဖို့အသင့်ရှိပါတယ်လို့ရှီကပြောကြားခဲ့ကြောင်းဆင်ဟွာကဖော်ပြခဲ့ပါတယ်။ကောင်းဆောင်နှုတ်ဟွာတရုတ်နဲ့အစားပိုင်ချန်အကြားပြည်စုံကျေပြန့်တဲ့မဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးကိုထူထောင်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီမဟာဗျူဟာမြောက်ဆက်ဆံရေးမှာတဘာဝပါဝင်ခြင်း၊ Digital စီးပွားရေး၊အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နဲ့လေကြောင်းအာကာသကဏ္ဍတို့အပါအဝင်ပူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်20ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အစားပိုင်ချန်ဟာအီရန်၊ရုရှား၊ဂျော်ဂျီယာနဲ့အာမေးနီးယားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးတရုတ်ရဲ့ပလန်းရေဝန်စီမံကိန်းကိုအစိုးဆုံးထောက်ခံခဲ့တဲ့နိုင်ငံတွေထဲမှာပါဝင် င်ခဲ့ပါတယ်။ရှီကကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးလှုပ်ဆောင်ခြင်းအဖြစ်တရုတ်ရဲ့ပထဝီနိုင်ငံရေးနဲ့စီးပွားရေးကိုချဲ့ထွင်ဖို့အဲ့ဒီစီမံကိန်းကို2023ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။တရုတ်နဲ့အဇာဘိုင်ဂျန်တို့ဟာနှစ်နိုင်ငံစလုံးကနိုင်ငံသားတွေကိုဗီဇာကင်းလုပ်ခွင့်ပေးခြင်း၊နယ်ပယ်ကဏ္ဍအတိအကျမှပူးပေါင်းဆောင်ရွက်ခြင်းအစရှိတဲ့သဘောတူညီချက်တွေကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့ဆင်ဟွာကဖော်ပြခဲ့ပါတယ်။